ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ပါမီဟိုရာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းကြဲဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့တပင်ယာရိုးထိတ်ကကံမီယငါးတိုင်လို့အမည်ရတဲ့စိတ်ဝင်စားပွဲထူးခြားစမ်းကြဲဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နှောင်းစင်ခံစား အားပေးကြပါဦးခင်ဗျာမွေးရည်မျိုးကိုပြန်မရောက်ခဲ့ဒီမှာကြာခဲ့ပါပြီအတိကျဆိုပါရင်စာသင်နှစ်တစ်နှစ်ကုန်ဆုံးတဲ့အချိန်ဒီဖြစ်တယ်စာသင်နှစ်တစ်နှစ်ဆိုတာကလည်းစေလာတော့ကြာမြင့်ပါတယ်ဒါကြောင့်ဇာတိတို့ကျွန်တော်ရွာကိုပြန်ရောက်ရောက်ချင်းရွာယူကိုပေါ့နှံ့လျှောက်လဲခဲ့တယ်ညနေမိုးဆိုးဆုံးချုံမှာ အတော်ကလိုက်ခေါ်လို့အိမ်ပြန်ခဲ့ရပါတယ်ကျွန်တော်ရဲ့အတော်မှာ ဒေါ်လှကျွဲဖြစ်ပြီးတော့အသက်60အရွယ်ရှိတဲ့အပြိုကြီးဖြစ်ပါတယ်ကျွန်တော်ရဲ့အမေကမွေးပြီး၃ရက်သားကလေးကအတော်ကပြုစုစောင့်ရှောက်ခဲ့ခြင်းဖြစ်တယ်ဒါကြောင့်တူလိုတာမကသားလိုချစ်ပါတယ်ကျွန်တော်ရွာမှာရှိရင်ကျွန်တော်မပါဘဲနဲ့ပေးတော့မှထမင်းမဆောင်တင်းလုံးမှာနှစ်ယောက်တည်းရှိတဲ့ထမင်းဝိုင်းမှာလူဆောင်ရံအတွက်အတော်ကကျွန်တော်ရွာမှာရှိနေစဉ်နေစဉ်နေတိုင်းလိုက်ပြီးတော့ခေါ်ယူရမည်ဖြစ်ပါတယ်ညနေစာစပြီးရင် တကြိမ်ထပ်မှန်ပြီးတော့ရွာထဲကိုလှည့်လည်ပြန်နေအရှိပိုင်းမှာအကူဝန်းခွဲတော်သူကိုထေးရဲ့အိမ်ကိုစတင်သွားလိုက်တယ်ကိုထေးကရွာမှာစေမှုဖြစ်ပါတယ်ကျွန်တော်ရောက်လို့ထိုင်တော်မထိုင်ရသေးရွာတောင်ပိုင်းမှာအောင်ရွှေနေမကောင်းလို့လာပင်းနာနဲ့ကြုံရပါတယ်ကဲလာကွာမောင်ဝင်းလူမမအိမ်ကိုလိုက်ခဲ့ပါဦးလားအပြန်ကြမှာအေးစေးစေးစကားပြောကြတာပေါ့ကွာခင်ထေးရဲ့အပြီးလောက်ထောင်းဟဲ့ ကိုထေးကမခင်တေးကိုမှားချရင်နဲ့ဆေးလွယ်အိမ်ပြင်နေပါတယ်။ကျွန်တော်ကကိုထေးကိုဆောင်းရင်လူပေါ်မှာရှင်ဖြစ်တဲ့မြတ်တန်းကိုအချိန်နေမိလိုက်တယ်။အောင်ရွှေကဘာဖြစ်တာလဲကွာ။ညနေတုန်းကငါလည်းမင်းတို့အိမ်ဘက်ကိုရောက်ပါသေးတယ်။မတွေ့ခဲ့ရပါဘူးကွာ။ညနေကနွားချောင်းသွားနေကြတယ်ကွာ။နွားချောင်းပြီးပြန်မော်မော်နဲ့ရေလဲတောက်ပြီးရောမူးလို့ဆိုပြီးအိတ်နေတာ။ဓမင်းစားရအောင်နှုတ်တော့ချွေးတွေပြန်ပြီးတော်ပြောတောင်ပြောတွေ ရှော့ပြောနေတာဒါနဲ့ရေမန်းနေပရိရေတွေတိုက်တယ်မရဘူးကြောင်ကရန်းနေပြောနေလို့ဥတော်ခင်ပြင်ပြီးတော့မန်းနေဥတော်ခင်ကတော့သစီကက်တာလို့ပြောတယ်သစီကအတော်ကျန်းလို့သူလည်းမနိုင်ဘူးတဲ့ဒါကြောင့်ဆရာလာပြင်ရတာဘာလဲကွာသစီကက်တယ်ဆိုတာအတိတ်ပဲမရှိတာကွာအဲ့ဒီအစွဲလန်းနေဒုယောင်ကလူတွေမဖြောက်ကြသေးဘူးလားကဲလာပါမောင်ဝင်းရာဒုယောင်တွေယောင်သားတွေအဲ့ တချို့တလေပေါ့ကွာအစွဲလည်းနေမဖြောက်ကြသေးဘူးကွာဟိုရောက်မှကြည်ကြသေးတာပေါ့ကွာကိုထေးကဈေးလွယ်အိပ်ပြင်ပြီးထွက်လာခဲ့ကြတယ်။မြတ်တန်းတို့အောင်ရွှေတို့မှကျွန်တော်နဲ့ညီကိုနှဝန်းခွဲတွေဖြစ်ပါတယ်။ယူသားတော်လေးစာပေဘူးသူဒ်နဲ့တဖြင့်အာကြပါတယ်။ကျွန်တော်တို့ရောက်တော့ရွာတလေးလူတွေဝိုင်းအောင်နေကြတယ်။နဂရောမေးရန်ပြောသူကပြောတယ်။အစိမ့်ကြီးပတ်တာပါလို့ဆိုသူကဆိုတယ်။နေပေသူနှိပ်ပေတဲ့သူတွေ ဝိုင်းဝိုင်းလည်နေပါတယ်။အောင်ရွှေကတော့အေယာပေါ်မှာရုံကန်လူးလိမ့်ပြီးအော်နေပါတယ်။အားလုံးကိုဖိတ်ခိုင်းပြီးတော့ဆရာကိုထီးကအဖျားတိုင်းချင်းစမ်းသက်ခြင်းများပြုလုပ်ပြီးတော့လူဝဲတာများကိုပြုလုပ်ပေးခဲ့တယ်။မာဇီယာရှိတာများကို မှာကြပြီးတော့ပြန်ခဲ့ကြပါတယ်။ကျွန်တော်တို့ကိုထေးအိမ်ရောက်တဲ့အချိန်မှာဘိုးကြီးစိန်ကရောက်နေနေပါတယ်။ဘိုးကြီးစိန်မှာကျွန်တော်အမေကြီးရဲ့မောင်ရင်းဖြစ်တယ်။ဘိုးသူတာပြည့်စုံကြွယ်ဝပြီး အပြောကောင်းသူဖြစ်ရောဒီဘလုံးကလေးစားချစ်ခင်သူဖြစ်ပါလေလှကြွယ်အိမ်သွားတာကမောင်ဝင်းရောက်နေတယ်ငထေးအိမ်သွားတယ်ဆိုလို့လိုက်လာတာမင်းကတောင်ပိုင်းလိုက်သွားတယ်ဆိုလို့စောင့်နေရတာမင်းရောက်တဲ့အိမ်လူစုမိမှာဆိုတော့ညနေမှာအိမ်ပြန်မှာဆိုတာသိနေလို့လေကွာဟုတ်ကဲ့ကျွန်တော်ရောက်ရောက်ချင်းတော့တရင်ဝင်တရင်ထွက်နှုတ်ဆက်ပါသေးတယ်ပိုးကြီးစိန်တို့ဘိုင်းကိုမရောက်ခင်မမကျွယ်လိုက်ခေါ်လို့ပြန်ခဲ့ရတာ ဟေးဘောမင်းရောက်ရင် မင်းကိုလိုက်ခေါ်တဲ့လူတစ်ခုလှကြွယ်အတွက်တိုးတော့ဘောကွာကျွန်တော်နဲ့ဘိုးကြီးစိန်စကားပြောနေစင်မောင်းမင်းရော်ထဲမှာလူငယ်မြောင်တဖွဲဖွဲရောက်လာကြပါတယ်ကျွန်တော်ရဲ့အမျိုးများပဲဖြစ်ပါတယ်ရောက်လာတဲ့သူတိုင်းကိုနှုတ်ဆက်ရပါတယ်ကျွန်တော်ကငငယ်နဲ့မိခင်တည်ဆုံခဲ့တဲ့သူဖြစ်လို့အမျိုးများကတနာချစ်ချစ်ကြတယ်ထို့ပြင်မျိုးเจ้าကိုနေခွင့်ရရှိတဲ့တရွာလုံးထဲမှာ ထူးခြားတဲ့သူဖြစ်နေခြင်းကြောင့်လည်းပါပါတယ်ကျွန်တော်ကရှစ်တန်းကျောင်းသားသာဖြစ်တယ်ယောမမြို့ကိုဘယ်သူမှကြောင်းမထားကြကျွန်တော်တို့ယောမအင်ဂျင်20ခန့်သာရှိတဲ့ယောလေးဖြစ်ပါတယ်မြို့နယ်ဆက်ရှိမိုင်းဝေးပြီးကျောင်းကြကြယောဖြစ်တယ်တကြောင်ကျွန်တော်ကိုအားကြခြင်းကောင်းယူခြင်းအထင်ကြီးကြခြင်းလည်းဖြစ်ပါတယ်မောင်ဝင်းရဲ့မင်းရောက်နေတယ်ဆိုတော့တောင်ပိုင်းကအောင်ရွှေနေမကောင်းတဲ့နားကိုရောက်မှသိလို့ကွာကျောင်းပိတ်ပြီပေါ့ဟုတ်လား ကျွန်တော်နဲ့ညီကိုတဝမ်းခွဲမူဟန်ကနှုတ်ဆက်ခြင်းဖြစ်ပါတယ်တဝမ်းခွဲဆိုတော့လေအရင်ကဲ့သို့ချစ်ခင်ကြသူများဖြစ်တယ်အေးမင်းတို့လည်းနွားကြောင်းသွားရင်တတိထားကြကွထန်းချောက်ပင်ကုန်းတို့အောင်လှတည့်ရပင်တို့ကမသွားကြနဲ့အောင်လှတည့်ပင်ကတရတိများရောင်လို့တော့သွားပြီးတော့မခူးကြနဲ့နော်ဘိုးအောင်လှကတရတဲ့စီရင်မွေးပြီးအဆောင်ထားတာတဲ့ကွဟုတ်ကဲ့ကျတို့အဲ့ဒီဘက်ဒီမသွားရဘူးဗျဘာလဲဗျ တရက်တစ်စီတွေမွေးပြီးအဆောင်ထားတယ်ဆိုတာ။ဩဟိုဘက်ရွာကဖိုးအောင်လာကြည့်ပေါ့ကွာ။လူပြိုကြီးဖြစ်ပြီးလောဘအတော့ကိုကြည့်တာ။ရွာနယ်ဝေးတဲ့တောင်ကုန်းကြီးမှာတရက်ပင်သွားဆိုင်ထားတယ်လေ။သူတရက်ပင်နဲ့ဘယ်သူမှမခူးရဲအောင်တရက်တစ်စီတွေမွေးထားတယ်လေ။အာမင်းတို့ယူဆတယ်မဟုတ်သေးပါဘူးကွာတရေတစီကိုမွေးလို့မရပါဘူးကွာတူရတရပင်နာဘတ်တုံမမလာရဲအောင် ြောက်ရွံ့အောင်ပြောတာနေမှာပါအောင်ရွှေ့ကိုလည်းသစီကတ်တယ်ဆိုတာမဟုတ်ပါဘူးကွအမှန်တကယ်ကတော့တနေကိုနေပူထဲမှာနေခဲ့ပြီးအိမ်ရောက်တော့မောမောနဲ့ရေဝါတောက်လိုက်တယ်အပူနဲ့အေးကတွေ့တော့ချွေတွေပြန်လာတယ်ဒါကိုရက်တောင်နဲ့ရက်ခတ်တော့ချွေငုံသွားတယ်အတွင်းပြားပြားတော့ရင်းနေပူလာတာပေါ့နေစဉ်ရက်ဆက်ပင်ပန်းတဲ့တန်းကြောင့်အဖျားကြီးပြီးခရောင်ကန်းနေပြောတာပါကွာဆရာကိုထေးကိုသာမေ့ကြည့်လိုက်အောင်ရွှေ့ရဲ့အဖျားကအနည်းဆုံး တရတဲ့ဒီဂရီတရနဲ့ဒီဂရီရှိလိမ့်မယ်ကွအေးဟုတ်တယ်တရနဲ့ဒီရှိတာကွခန္ဓာကိုယ်ထဲနဲ့ငုတ်ပြီးဖြားတာဆိုတော့အပေါ်မှာမပူဘူးပေါ့ကွအဲ့တော့ရင်ထဲဘလောင်စုအောင်ပူနေတော့သတိလက်ပြီးရှောက်ပြောနေတာကွဒီထက်ပိုပြီးဖြားလိုက်ရင်သတိတောင်မိသွားတတ်တယ်တက်လက်တက်တတ်တယ်ကွကဲငါတို့တို့ကြားတဲ့အတိုင်းပဲနော်အကျိုးကြောင့်ကိုဆက်ဆက်တွေးခေါ်လိုက်တဲ့ခါမှာအဖြစ်မှန်ပေါ်လာတာပဲ တက်ကတော့စာပေပညာပြင်အတွေ့အကြုံဘ ਹੁ ဒုဒါနဲ့လဲဆိုင်တာပေါ့ကွာမောင်ဝင်းကမြို့မှာစာသွားတင်နေတဲ့အတန်းဝင်းကဆရာဝန်နေသူနာပြုတ်နေတော့နေစင်နဲ့မြပြောဆိုနေတာကိုကြားတော့သိလာရတာပေါ့တို့ရွာကလူတွေကပညာဆိုရင်ဘုန်းကြီးကြောင့်မတင်မုန်းကြီးကိုရင်တော်ပြီလေစာရှင်စာလောက်ဖတ်တယ်ရင်တော်ရော့ပေါ်ဆိုပြီးစိတ်ကြောင်းခိုင်းနွားကြောင်းခိုင်းတာပဲလေနေစင်စိတ်နဲ့နွားနဲ့သူ့နဲ့တဏီကုန်ပြီး တွေ့ရအကောင်လေးတွေကိုပြစ်ခတ်ဖမ်းဆီးမှုရှာမြေချိုးနဲ့ဘာဘဟုတုတ္တမှာမရကြဘူးလေနေမကောင်းတာကို နေမကောင်းတာမှမသိစုံနဲ့သစီတရဲ့လို့ထင်းကြ ပြောကြတော့ဒုက္ခတွေ့ရတော့တာပေါ့နဂရောပြောတာကိုယုံကြပယောဂဆရာပြောတာကိုအဟုတ်ထင်းနဲ့အမမမခွဲကြနိုင်တော့ဘူးပေါ့စကားဆက်ပြီးတော့ဟောဒီရမမြင်ဘူးခဲ့တဲ့ သစီ၆တဲ့အကြောင်းကိုပြောရအောင်မေးပေတိချာချာနားထောင်ကြစမ်း ဘိုးကြီးစိန်ကစကားပြောကောင်းသူဖြစ်တဲ့အတွက်အကြောင်းအရာပြည့်ပြည့်စုံစုံစီကပ်ပကုံပြောပြပါရယ်။ညောင်ပင်ရုံးရွာမှာကုန်းခေါင်ခေါင်မှတရှိတဲ့အနိကဆုံးတုံးရွနဲ့ကြည်လက်ခေါ်တတိုင်အမှန်တကယ်သုံးမိုင်ခန့်ဝေပါရယ်။ဇီရိုရွာနဲ့ယူနီယို6ချောင်းချောင်းချတဲ့ရွာလုံးကြီးယူတပင်ယာယူနဲ့စပ်ပချင်းချောင်းဇီရိုချောင်းတို့ချထားပါရယ်။ရှာလုံးကြီးယူမှာမိုးရွာဒီမှာတော့ မိုးသည်မှရည်လာတတ်ပါလိမ့်။ကြံတဲ့ရိုးနဲ့ချောင်းများမှာစမ်းချောင်းများဖြစ်တယ်။တပေါင်းလာတကူးလာများမှာသာ ရေခံတတ်ပါလိမ့်။တပင်ရရိုးမှာတော့စိမ့်စမ်းကောင်းတဲ့တောင်ချီမှာအစည်းစင်းတဲ့အတွက်ရေမပြတ်ပါ။အဲဒီတပင်ရရိုးမှာဒုံကြီးတစ်ခုရှိတယ်။ဒုံကြီးမှာကြီးမားတဲ့အတွက်ကျွဲနွားများဒုံအကြောင်းကိုမသိတဲ့ခရီးသွားများမကြခဏနှိမ့်မြုပ်တဲ့အတွက်ဒုံကြီးကိုကာထားရပါတယ်။ဒုံကြီးရဲ့အထက်ဘက်မှာ စမ်းရည်အမြဲရှိပြီးဒုံကြီးနေရာမှာရေးပြောင်နေပါတယ်ဒုံကြီးရဲ့အောက်မှာစမ်းရည်ကပြန်ပြီးတော့စီးတယ်ဇီရောရွာနဲ့ညောင်မေရွာကိုသွားတဲ့လမ်းမှာဒုံကြီးရဲ့အောက်နားမှာဖြတ်သွားရပါတယ်တပင်ရရိုးမှာသစေ၆လတဖြင့်ဇီရောရွာနဲ့ညောင်မေရွာသားများနေခင်းချိန်မှာတော့အဖို့မပါဘဲနဲ့ခရီးမသွားရကြောင်းတော်တော်ညောင်မေရွာသားအေးမောင်တယောက်သာအဖို့မပါတကူတဲ့နေညာမွေ ဖြတ်တန်းသွားလာလိမ့်ရှိတယ်။အိမ်မောင်ကထရေကိုအလွင်ကြိုက်တဲ့ထရေသမားဖြစ်ပါတယ်။ဘ ഹു တုဒ္ဒဆုံးနေ။ဘုန်းကြီးစာကိုတော်တော်လေးသင်ပူတယ်။အင်္ဂလိပ်စာကိုလည်းစည်ရင်းများကျောင်းဆရာများထမမတော်တခေါသင်ပူတယ်။သူ့ရဲ့နာမည်ကိုလက်မှတ်ထိုးတာတော့အင်္ဂလိပ်လိုထိုးပါတယ်။ကျွန်တော်ကသူ့ရဲ့လက်မှတ်အောင် question mark ကိုကြည့်ပြီးတော့မေးဘူးတယ်။ဟာမင်းကလည်း အဲ့ဒါငါလက်မှတ်လေကွာခမည်းနာမည်လည်းမဟုတ်ဘူးဘလို့ကြည့်တော့ဗျာဟာကောင်းလေမောင်းဝင်းရအောင်ကပါလေကွာအောင်ပေါ်ဗျအေးလေနောက်ကဟာကရောနောက်ကဟာက question မှတ်လေဗျာအေးအဲ့ဒါဘမလို့ဘလို့ခေါ်တော့ကွာအေးအဲ့ဒီ question မှတ်ကဘယ်နေရာမှာတုံးတော့ကွာဟမ် question မှတ်ကဘမလို့ပဲဗျအေးမိတဲ့နေရာမှာတုံးတယ်လေအေးအဲ့ဒါပဲပေါ့ကွာ အင်္ဂလိပ်လိုအောင်တဲ့မေးနဲ့ပေါင်းတော့အောင်မေးအေးမောင်ဘောကွာဟာအဲ့ဒါငါနာမည်ပဲလေကွာတို့ကဲ့သို့အပတိယရီမောပြီးပြောပြတတ်ပါလိမ့်ရေမောပြောရှင်းစွာစကားကတ်တဲ့သူဖြစ်တယ်အေးမောင်ကတပင်ယာရိုးရဲ့တစ်ဖက်ကမှရှိတဲ့ကလာရဲ့ထဲတဲကိုညှက်နေတိုင်းသွားတယ်မယိုးကောက်ထင်းပြက်ထေးကျုံတွေထညက်ကျိုးစားတဲ့လုံများကိုကူညီလောက်ကမ်းပေးတယ်ကလာကအေးမောင်အတွက် ထရေနှမျိုးလောင်းပေးထားတယ်။တမျိုးကအင်ကိုယူပြီးတော့ကျန်တဲ့တမျိုးကိုကလောင်းရဲ့ထန်းထဲမှာပဲအလုတ်လုံရင်းနဲ့တောက်ပါတယ်။အင်ကိုယူတဲ့ထရေတမျိုးမှာမိုးလင်းမှစပြီးတော့တနေကုန်တောက်တယ်။နေပူပူမိုးရွရွကလောင်းရဲ့ထထဲကိုအေးမောင်အရောက်သွားတယ်။မိုးချုပ်ချုပ်ညှင့်နေတဲ့အေးမောင်ကရွာကိုရောက်အောင်ပြန်နေ။အေးမောင်ရဲ့ဇနီးမဲသူကကင်းချေပိုးမွားကြောင့်စိတ်ပူတယ်။မိုးချုပ်အောင်မှောင်မနေဘူးပြောတယ်။မရပါဘူး။ တစီနဲ့၆လို့လည်းမကြောက်ပါ။ဟာလကားပါကွာ။တပင်ရယောကတရေတစီနဲ့အင်းမော်နေကရင်းနှီးနေပြီးခင့်နေပြီးသွားနေကြလာနေကြဆိုတော့ငါကိုလုံးဝမချောက်တော့ဘူး။မဟုတ်မှလွဲရောငါရဲ့ဆွေမျိုးတွေတောင်ဖြစ်ချင်းဖြစ်နေမှာ။သူကဲ့သို့ပြောဆိုတတ်ပါလိမ့်။အမလီတော့သာမျိုးတော်လို့ခင်တို့မချောက်တော့နေပါ။ဇီရောရွာကတန်ကြောင်းနဲ့ဖိုးခွေးတော့ နေလေကင်းကြီးချောက်လိုက်တာဖက်နေကျွနေတာတော့မကောက်ရဲဘူးတဲ့အဲဒီဘာကိုပြန်ပြေးလာကြရတာဟာငါပြောတယ်လို့သူတို့ကတခါတည်းရန်လာတာကိုဟာငါကဒီနေ့ကိုနှစ်ခေါက်သွားလာနေတာဆိုတော့ခင်သွားပြီလေထားနဲ့နေစမ်းပါဦးသူတို့ကိုဘလို့ချောက်တာလဲတော့နေလေကင်းကြီးမှာလီမတိုက်ဘာမတိုက်နဲ့ဒွန်အန်ရဲ့အောင်နာကလန့်လေရောက်ရောတကုံးနဲ့အတန်နေပြီးတာလေတော့ဟောအတန်ပေး၆တာပေါ့ ဒါမျိုးကတော့အိမ်မောင်တို့ကမကြောက်ရေးချမကြောက်ဗျာလက်တွေအကောင်ထဲပြလို့ကတော့သူပြုပြရင်ငေါလည်းပြုပြလိုက်မှာပဲသူပဇာဖြဲပြရင်ငေါလည်းဖြဲပြလိုက်မှာပေါ့ကွာအိမ်မောင်ကထရေအမြင်နဲ့မူနေတဲ့သူဖြစ်တာကြောင့်ကြောက်စိတ်မရှိတာကတော့အမှန်ပဲဖြစ်ပါတယ်စကားကိုကပ်ပြီးပြောတတ်တဲ့သူဖြစ်လို့သူတပည့်ရဲ့စကားကိုလည်းလွတ်လွတ်နဲ့မယုံတာစဉ်းစားချင်းချင်းတပါတယ်ပေါ့ပေါ့ရှာရှာစဉ်းစားတဲ့ပုံတစ်ခု ကြာဘူးတယ် အိမ်မောင်ရဲ့မိခင်ကြီးကိုလွန်ချင်းကဖြစ်ပါတယ်။ရက်လက်ဆွန့်သွေးချိန်မှာဘုန်းကြီးကတရားဟောတယ်။အိမ်မောင်ကိုထရေမမူးရန်နဲ့မိခင်ကြီးကတော့ဖရာတရားကြီးညိုကိုကိုရန်ယခုကိုလွန်တို့မိခင်ကြီးမှာနတ်ပြည်ကိုရောက်ရှိနိုင်ကြောင်းပြောပါတယ်။ဘုန်းကြီးဖေရအမေကိုပြောရရင်ပြောပြပါအောင်ဖေရနတ်ပြည်များမသွားလိနဲ့လို့ဟာနတ်ပြည်သွားတာကောင်းတာပေါ့မင်းကဘာလို့မသွားနဲ့လို့ပြောရတာတော့ နတ်ပြည်ကနတ်သားနဲ့ပေါ်ပေါက်တယ်ဖေဟာနတ်သားတပါးကိုနတ်သမီးတစ်ဖက်900ထားလာတယ်ဖေဟာအမေရောက်သွားရင်တထောင်မြောက်အငွေဆုံးဖြစ်မှာစိုးရင်လို့ပါဖေဟာဟာဒီကောင်တော့ကွာတူကဲတူဘုန်းကြီးတော်အပြောခတ်အောင်လို့အတွေ့နဲ့သူဖြစ်ပါတယ်အေးမောင်တို့အမတ်တရဖြစ်စေခဲ့တဲ့ရက်မှာတပေါင်းလာပြညာကဖြစ်ပါတယ်ကလာရဲ့ထဲထဲကိုဧည့်သည်များရောက်နေသဖြင့်ဇီရောယောဂအရက်ကိုဝေပြီးတိုက်တယ် အိမောင်လည်းတောက်တယ်။အိမောင်ကထရေတမျိုးပါတောက်တာကြောင့်တတော်ကိုမိုးချုပ်သွားပါတယ်။အိမောင်လည်းအတော်ကိုမိုးနေပြီဖြစ်တယ်။နောက်တနေ့တော့ထရေဘူးကိုဆွဲပြီးတော့ပြန်လာခဲ့တယ်။တပင်ရရိုးထိပ်ကိုရောက်တဲ့အချိန်မှာထမ်းပင်တစ်ပြားခန့်မြင့်နေတဲ့လောင်မင်းကြီးကိုမှော့ပြီးတော့ကြည့်လိုက်မိတယ်။လောင်မင်းကြီးကခုံနေတယ်ဆိုပြီးအိမောင်ထင်လိုက်တယ်။အသေးချာစိုက်ပြီးကြည့်လိုက်တော့မှလောင်မင်းကြီးနှစ်ဆင်းဖြစ်နေတာကိုတွေ့လျက်ရပါတယ်။အိမောင် မျက်စိနှလုံးကိုအမြန်ပြန်ပေးလိုက်တယ်။သွားပြီ။ငါအလွန့်ကိုမူးနေပြီဆိုပြီးတိလက်တဲ့ချိန်မှာတော့နောက်ကိုပက်လက်လန်ကျသွားခဲ့ပါပြီ။တပင်ရယိုးကမ်းပါမှဒလင်ခောက်ခွေယူတဲ့ကိုကျပြီးအိပ်ပြောသွားခဲ့တော့တယ်။တဝုံဝုံအတန်းများကအတော့ကိုကျေလောင်တဲ့ဖြင့်အိမ်မောင်လန့်လို့သွားခဲ့တယ်။ဘာသာနေလဲလို့စဉ်းစားလိုက်မိပါသေးတယ်။ဘယ်ကိုရောက်နေတယ်လဲလို့စဉ်းစားရင်ထပ်ပြီးထိုင်လိုက်တယ်။ပစတဲ့မှာရှာတာတာဖြစ်နေလို့ ထွေထုတ်လိုက်တဲ့အခါမှာသိမ်းများဖြစ်နေကြောင်းသိလျရပါတယ်။လာမင်းကြီးကလည်းထိမ့်ထိမ့်သားနေတယ်။အိမော်တတိယသွားတယ်။လူတပင်ရရိုးထဲမှာလဲပြီးအိပ်ပြောသွားကြောင်းသိလျရပါတယ်။ခလန်လက်မှာထရေဘူးကိုကောက်ယူလိုက်စမောင်းဝုန်းကနေအတန်နေထပ်မံကြလျရပြန်နေ။ထရေဘူးကိုဖွင့်ပြီးတမော်တော်လိုက်တယ်။တွေ့ပြီ။တပင်ရရိုးထိပ်ကတစ်စင်းနဲ့အိမောင်တွေ့ပြီ။လေမတိုက်ဘာမတိုက်နဲ့ တော်ဝုံအတန်ဒီပြနေပါလိမ်မလမကံမှာထင်းချောင်းတစ်ချောင်းကိုလူရောက်မရောက်ပြေးယူကောက်လိုက်စင်ပါပဲအတန်ဒီထက်ပြီးတော့ကြာလျရပြန်နေအေးမောင်ကလက်ထဲကထင်းချောင်းကို ပြစ်ချပြီးထရေတမော့မော်လိုက်တယ်ဟာတမင်ရတစေတမင်ရတစေဟာထုတ်ခဲ့တော့အော်ဟစ်ဟီမော်လိုက်ပါတော့တယ်ဘူကြီးစိန်ကပြောလဲစားစကားကိုရက်ပြီး မိတင်နေတဲ့စစ်လေးကိုမိညင်နေပါတယ်ကျွန်တော်ရောလူငယ်အားလုံးမှာဘိုးကြီးစင်ရဲ့ဇကားကိုစောင့်ဆိုင်နေကြတယ်ကျွန်တော်မှတ်မိတဲ့လောက်မှာကိုအေးမောင်မယူပါကိုအေးမောင်တည်ဆုံးဒီမှာ၃နှစ်ခန့်သာရှိပါသေးတယ်မူဟန်ကတိလိုဇုံးနဲ့မိတယ်ကိုအေးမောင် ယူတော့မယူပါဘူးနော်ဘိုးကြီးစင်ဟာမယူပါဘူးကွာအေးမောင်ငမူးကအလွန့်ကိုပါတာကွာအဲ့ဒီညက အချင်းတွေကိုတေချာစဉ်းစားပြီးမှအော်ပြီးရီခဲ့တာကဘလောက်တောင်အေးမောင်လူလေကြတယ်လဲဆိုရင်တပင်ညာရိုးတွေကတည်းရဲ့ကဘလူကျန်းတာသူတောင်လန့်နေဘာညာနဲ့ရှော့ပြီးတော့ပြောသေးတယ်ဒါပေမဲ့ညနေတိုင်းတော့သူကကလာရဲ့ထတဲ့ကိုသွားမြဲသွားတယ်ငါကမယုံဘူးကဒီကောင်အကြောင်းရှိမှပဲဆိုပြီးချွန်မိတယ်အဲ့ဒီကြမှာသူကပြောတာကဘယ်သူမှမပြောပါနဲ့လို့ဂတိတောင်းလို့ဂတိတော့ပြေးခဲ့ရတာပေါ့ကွာအခုသူသေးပြီးမှအဲ ဆက်လက်ဆက်မိလို့ဖွင့်ပြောတာပါကွာအေးမောင်ကဘာပြောတယ်လဲဆိုတော့ဟာဘာကြီးစိန်ရေတကယ်တော့တပင်ညာရိုးကတည်ရဲ့ချောက်တာမဟုတ်ပါဘူးဗျာတိုက်ဗျတိုက်တိုက်အေးယတနာတိုက်တော့မဟုတ်ဘူးငါးတိုက်ဗျငါးတိုက်စံရီပေါ်ချင်းမှာဒုံအရဲ့အောက်မှာနေတဲ့ငါးတွေကရေခမ်းချင်းရောက်တော့ဒုံရဲ့အောက်မှာအိုင်ဖွဲ့ပြီးစုနေကြတယ်ငါးကြီးတွေကလှုပ်ရှားတော့တကောင်နဲ့တကောင်ယုံကြကန်ကြလို့ရေနံနေနဲ့ တဝုံဝုံတဖန်ဖန်တန်နေထွက်နေတာအပြောင်းနောက်တည့်ရက်မှာကျုံတဲ့ကလာလိုင်းကိုဒူးဖို့ပြီးငါးရီဖန်တော့အချိန်40 50လောက်ရတယ်တင်တိုင်းတစ်နှစ်ကို အချိန်20လောက်ရတယ်ဗျအဲ့ဒါကိုတီမာဆိုလို့ဒီရဲ့၆တာကျန်းနေလို့ပြောနေတာပါဗျာအဲ့လိုပြောတယ်။အော်ဒီလိုလားဗျ။အေးပေါ့ကွာဒါကြောင့်ဘယ်ရမဆိုပြောတိုင်းမယုံပဲဆက်ဆက်တွေးခေါ်ပြီးမှယုံကြည်လက်ခံကြဖို့ပြောတာပေါ့ ောစောကမောင်ဝင်းပြောသလိုပဲဖိုးအောင်လာတည့်ရပြင်မှာတရေသစေးတွေမွေးထားတယ်ဆိုတော့ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်တဲ့လူဆောင်မရှိတဲ့တရေပင်ကိုဒီတိုင်းထားရင်ကုန်မှာပေါ့ကွာဒါကြောင့်တရေသစေးတွေမွေးထားတယ်ဆိုပြီးချက်လိုက်တော့တရေပင်နောက်ကိုမကရဲကြတော့ဘူးတကယ်ဟုတ်မဟုတ်မတွေးကြတော့ဘူးလေအခုလိုတည်သွားတော့ကြောက်စရာမလိုတော့ဘူးပေါ့အေးဒါပေမဲ့သူတပါးရဲ့ပစ္စည်းကိုကာယကံရှင်မကျေနပ်ဖင်းနေနာဆုံးရှုံးအောင်တော့ မလောက်ကြနဲ့ပေါ့ကွာကဲကဲညင်လဲတော့နှက်ပြီကိုရင်ကို ပြန်ပြီးအိတ်ကြတော့ဘူကြီးစင်ရဲ့စုံမစကားကိုနားထောင်ပြီးကျွန်တော်တို့ရောမှလူငယ်များအတ္တိတရားနဲ့တတိတရား ရှိကြပါသေးလို့ကျွန်တော်ဆုတောင်းလိုက်မိပါတယ်ဟုတ်ကဲ့စေဝင်စားပွဲထူကြဆန်းကျင်ဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားစင်ခဲ့တဲ့ ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုငြိမ်ရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်ရာ channel လေးကနေထူးခြားစမ်းကြလှုပ်ဝါစမ်းကြ ဲရရင်ဘုပရာလောကခမီယယမတန်မူခင်ဖြစ်ရမန်ဇလန်ကောင်းများစွာကိုနေသမပြက်ရှာပွေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခမညာ